grade 10တွေ11တွေတွဲတွေတဲ့အရင်ရေးကြီးတဲ့ active passive grammar လေးဆရာ sharing လုပ်ပေးမယ်အဲ့တော့သင်တန်းလေးတွေစုံစမ်းခြင်းရင် grade 12နဲ့ပတ်သက်ပြီးတော့အမှတ်40ဘူးသင်တန်းလေးရှိတယ် Telegram app သင်ထုံး90မှာစုံစမ်းလို့ရတယ် video class ဖြစ်ပါတယ်နော်ကဲအဲ့တော့ဒီမှာ active passive ပြောင်းမယ်ဆိုရင် active ဆိုရင်စာကြောင်းတစ်ကြောင်းကိုဘယ်လိုစီလဲဆိုတော့ subject verb object နဲ့စီပြီးရေးတယ်အဲ့ဒါလေးမှတ်ထား passive ဆိုရင်တော့ object verb by subject နဲ့စီပြီးရေးတယ်ဟုတ်ပြီနော် SVO ဆိုတာ subject verb object OV by subject เนาะ object verb by subject အဲ့ဒါကိုပြောတာဟုတ်ပြီဒါဆိုရင်ဆရာတို့ဒီစာကြောင်းလေးကို active passive နဲ့ဖြည့်ကြည့်မယ် we analyze ငါတို့က analyze ဆိုတာ question စိတ်ပြတယ် the collected data ဆိုတာ collected ဆိုတာအဲစုဆောင်ထားတဲ့ data အချက်လက်တွေကို carefully ဂရုတစိုက် question စိတ်ပြတယ်ပေါ့နော်ကဲအဲ့စာကြောင်းလေးမှာအရင်ဆုံး active ကနေ passive ပြောင်းမယ်ပေါ့ကွာအဲ့ဒါဆိုရင် verb ကိုအရင်ရှာ verb ကဒီမှာ analyze verb 2ဟုတ်ပြီနော် verb 2 verb 2ဆိုရင်ဆရာတို့ watch web battery လို့ချက်ခဲ့တယ် ဗတူးနဲ့ရေးထားရင်အဲ့ဒါအတ္တအဲ့တော့အတ္တဆိုရင်ဆရာအတူကောက်ပဲရေးထားတယ်အေလို့ရေးထားတယ်ဟုတ်ပြီနော်ဗတူးကအတ္တဗတူးဆိုရင်အတ္တအဲ့ဒါကို whatsapp black battery လို့ပြောင်းလိုက်ရင်တော့အဲ့ဒီဇက်က passive ဖြစ်သွားပြီ passive ဆိုဆရာ p လို့အတူကောက်ရေးထားတယ်ဟုတ်ပြီနော် p ဆိုတာ passive ကိုပြောတာ a ဆိုတာ active ကိုပြောတာဗတူးကအတ္တ whatsapp black battery က passive ကဲဒါဆိုရင်ဆရာတို့ဒီစာကြောင်းကဗတူးနဲ့ရေးထားတော့ active ပေါ့ active စာကြောင်း active စာကြောင်းဆိုရင် तू ကဘယ်လိုစာကြောင်းစီလဲ subject verb object ဒါဆိုရင် file ရဲ့ရှေ့မှာရှိတဲ့ we are subject the collected data ဆိုတာ object carefully ကတော့ ly နဲ့စုံတဲ့ adverb ဟုတ်ပြီနော်ကဲဒါဆိုရင် active ကနေ passive ပြောင်းမယ် passive ဆိုရင်ဘယ်လိုစာကြောင်းကိုဆေးရမှာလဲ object verb by subject ဒါဆိုရင် object ဖြစ်တဲ့ the collected data ကိုရှေ့ထုတ်ပလိုက်မယ်ဟုတ်ပြီနော် the collected data အော်အဲ့ဒါလေးကဗာလဲ object ဟဲ့ဒီ collected data ကိုရှေ့ထုတ်လိုက်တယ် ဟုတ်ပြီနော်ပြီးတော့ရင် verb object ဘင်း verb ကိုရေးရမယ်အဲ့တော့ passive ပြောင်းနေတာဆိုတော့ဆရာတို့ဒီမေးခွန်းကစာကြောင်း at a လို့ရေးလိုက်မယ်အဲ့ဒါကနေဒီအဖြေစာကြောင်းက p passive ကိုပြန်ပြောင်းတာ at ကနေ passive ပြောင်းတာပေါ့ at ဆိုရင်ဘယ်လိုမေးလဲဆိုတော့ဒီမှာပြောပြီးသား subject verb object နဲ့သူရေးထားတယ် subject verb object အဲ့ဒါကို passive ပြန်ပြောင်းရင်ဘယ်လိုပြန်ဖြေရမလဲ object verb by subject နဲ့ဖြေရမယ်အဲ့တော့ဒီမှာ passive ပြောင်းတာဆိုတော့ the collected data က object verb ရေးမယ် ဘတ်ရေးမယ်ဆိုရင်ဒီမှာ active မှာ तू อ่ะမေးခွန်းอ่ะ active active မှာ but 2နဲ့ရေးရင် passive ပြောင်းရင် was were black battery ပြောင်းရတယ်ဒီမှာ but 2ဆိုရင် was were black battery အဲ့တော့ was la were la ဆိုတော့ the collected data မှာ sd esd မပါတဲ့အနေကိန်းပေါ့ကွာအနေကိန်းဆိုတော့ was เนาะเนาะ was เนาะ battery ကကြတော့ဒီ analyze ကိုပဲ battery ပြောင်းလိုက်တာ a n a l y s e d ဒါပဲပြန်ရဟုတ်ပြီเนาะ အဲ့တော့ was analyze ဟုတ်ပြီနော်ခဏလေးပါ ပြန်ရေးပေးမယ် n a l y s e d analyze ဟုတ်ပြီဒါဆိုရင်နောက်တစ်ခါ object verb နော် passive ဆိုရင် object verb by subject နဲ့ရေးမယ်ဒါဆိုရင်ဒီမှာ object verb ပြီးသွားရင် subject က we မဟုတ်ဘူးလားအဲ့တော့ active passive မှာ by we လို့ရေးစရာမလိုဘူးအဲ့ဒါလေးတခုမှတ်ထား by we လို့ရေးစရာမလိုဘူး we ကို by ခံရေးစရာမလိုဘူးနော်အဲ့ဒါလေးတွေကတော့ပြီးသက်ကိုယ်နဲ့တင်တဲ့ဆရာရဲ့ notes တွေမှာကြက်ထားမှရမှာပေါ့နော် ဝီဆိုရင်ဘိုင်ခံရေးစရာမလိုဘူးအဲ့တော့ဘိုင် subject မှာဘိုင်ဝီလို့ရေးစရာမလိုတဲ့အတွက်ဖြောက်လိုက်တယ်အဲ့တော့ဘာကြံလဲ carefully ကြံတယ်အဲ့ carefully ကိုပမာထားမလဲရပြဿနာဒီအဖြေမှာတော့ carefully ကိုနောက်ဆုံးမှထားရင်လည်းမှန်နေတယ်သို့တော့တခြားအဖြေတွေတခြားမိကုန်းတွေကိုဖြေတဲ့အခါမှာအဲ့ဒီ ly နဲ့စုံတဲ့ဒီလို advert တွေကိုနောက်ဆုံးမှထားလိုက်မမှန်ဘူးအဲ့တော့အမြင်မှန်နေမဲ့ဟာလေးကိုအမြင်မှန်နေမဲ့နီးလိုက်လေးဆရာပေးလိုက်မယ်ဟဲ့ဒီ analyze က ဘက်တရီမဟုတ်ဘူးလားဒီ analyze ကဘက်တရီအဲ့ဒီဘက်တရီရဲ့ရှေ့မှာ advert ကိုထားလိုက်အဲ့ဒါဆိုရင် ethic ကနေ passive ပြောင်းရင်အငြင်းရက်မှန်တယ်အဲ့တော့ဒီမှာ analyze ရဲ့ရှေ့မှာပါထားလိုက်တယ် C A R E F U L L Y ဟုတ်ပြီနော်ပြီးတော့မှ full stop ဆရာဆရာပြောချင်တာက was carefully analyze အဲ့လိုရေးရမှာနော်ဆရာတမင်တသက်တစ်ခါတည်းတမ်းမဖြည့်ပဲနဲ့ carefully ကိုခဏထားခဲ့တာဘယ်နေရာမှာထားရမလဲဆိုတာကိုပြောပြခြင်းလို့ဒီ advert ကိုဘယ်နေရာထားရမလဲပြောပြခြင်းလို့ အဲ့တော့ add back ကို add ကနေ passive ပြောင်းရင် add back ကိုဘယ်နေရာမှာထားမလဲ battery ရဲ့အရှိမှာထားအဲ့ဒါအများလည်းမှန်တယ်ပြောပြီးသားဒီမိခုံးမှာနောက်ဆုံးမှာထားလဲမှန်တယ်သို့တော့တခြားဥစ္စာတွေမှာကြတော့နောက်ဆုံးမှာထားရင်မမှန်ပြန်အဲ့ဒါကြောင့်ဒီပုံစံလေးကိုမှတ်ထားနော် but advert တွေကို passive ပြောင်းလိုက်ရင် battery ရဲ့ရှိမှာထားကဲဒီ video လေးအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ပေးတော့ပါအောင်ဆရာနောက်ထပ် video တွေတင်ဖို့အားတွေဖြစ်တာပေါ့နော်